အဲ့အိုင်းနဲ့စောက်ထိုးလို့လည်းမရဘူးပေါ့နော်အဲ့ဆိုလို့ရှိရင်လည်းကလေးနှာခေါင်းနာသွားလိမ့်မယ်ပေါ့နော်အဲ့တော့သူ့ဘာသာသူ force နဲ့ပေါ့အနီတော် force နဲ့ဒုမျိုးလေးပေါ့အဲ့အဲ့လိုမျိုးလေးထိုးပေးရပါမယ် baby လေးတွေအသက်ရှူချက်တဲ့နှာခေါင်းပိတ်တဲ့ဆိုလို့ရှိရင်ဒီပစ္စည်းလေးတွေစောင်းဆောင်ထားတင်တယ်အဲ့တော့တခုချင်းစီကိုပြပြပေးသွားမယ်နောက်ပြီးကလေးရှိတဲ့အိမ်တိုင်းမှာတော့ဒါလေးရှိတင်တယ်ပေါ့နော်ဘာဖြစ်လို့ကလေးလေးတွေကကြတော့ဒီအသက်ရှူချက်တာနောက်ပြီးတော့ကွန်ဂျက်ရှင်ရတာပေါ့နော်အသက်ရှူလမ်းကြောင်းမှာအဲ့လိုတစ်ဆုံနေတာလေးပေါ့နော်ချွဲလေးနဲ့ဆုံနေတယ်ဒါလေးလည်းဖြစ်တတ်တယ်ပမာဆုံးနေနေပေါ့နော်ဒါကလေးလေးတွေကငငယ်ငယ်သေးတယ်လာသားရွယ်လေးတွေငုတ်တော့မထိုင်နိုင်သေးဘူးပေါ့နော်ညူပုံးလေးတွေပေါ့ းကြအရွယ်လေးတွေဆိုလို့ရှင်တော့ဒီကောင်လေးသုံးပါဒီကောင်လေးကကြတော့ဒီမှာပေါ့နော်နှာခေါင်းဝါကြတာဒီကောင်ကကြဆုတ်တဲ့ဟာနှာခေါင်းဝါကြတော့ဒီလိုမျိုးလေးထည့်ထားပြီးလို့ရှင်ဒီဘက်ကနေထည့်ထားပြီးလို့ရှင်ကကြတော့ဒီဘက်ကပိုက်လေးနဲ့ပေါ့နော်ဆုတ်ပြီးတယ်ဆိုလို့ရှင်နိုင်လေးတွေဒီထဲတဲ့ကိုထွက်လာနိုင်မယ်ပေါ့နော်ဒါလေးဆိုရှင်အစ်စ်လေးပဲရှိသေးတယ်အိမ်ကဘေဘီလေးအတွက်ဝယ်ထားတာပေါ့နော်ဒါပေမဲ့ဒီဟာလေးဝယ်တဲ့အချိန်မှာလေ तू ကဟိုပါပေါ့နော်နှစ်နှစ်ကျော်တော့ဖြစ်သွားပြီဆိုတော့ဒီဆုတ်တဲ့ဟာအောင်မသုံးတော့ဘူးပေါ့နော်နည်းနည်းကြီးသွားပြီဆိုတော့ငယ်သေးတယ်ဆိုလို့ရှင်ကြဆုတ်တဲ့ဟာလေးပဲသုံးပေးပါ तू ကကြီးသွားပြီဆိုတဲ့ခါကျကျမတို့ကဒီလိုမျိုးညှစ်ထုတ်တဲ့ဟာပဲသုံးတော့တယ်ပေါ့နော်အဲ့ဒါကူပြ ြပေးမယ်အဲ့တော့ဒီကောင်လေးပေါ့နော်အဓိကကတော့ဒီ syringe ကကြာတက်တက်ဝယ်ရတယ်နောက်ပြီးတော့ဒီထိတ်လေးပေါ့အဓိကလိုအပ်တာကတော့ဒီထိတ်လေးပါဒီထိတ်လေးရကြတော့ဒီလိုမျိုးလေးတက်ပြီးသွားလို့ဆိုလို့ရှိရင်သူကဒီမှာစားရည်ရှိတယ်အဲ့စားရည်ကကြတော့ စားရွာကြဒီမှာစုပ်မယ်ပေါ့နော်စုပ်တာကတော့ဒီဒီကောင်နဲ့စုပ်ရမှာနော်စားရွာကြစုပ်မယ်စုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒါလေးတက်ပေါ့တက်ပြီးသွားလို့ရှိရင် baby လေးရဲ့နှာခေါင်းထဲကိုတို့တို့ထိုးထည့်ရတာဖြစ်တယ်ဒီတစ်ဖက်ကနေပြီးထိုးထည့်ရဆိုလို့ရှိရင်ဒီတစ်ဖက်ကနေပြီးတော့ပိတ်နေတဲ့နှာရည်လေးပေါ့နော်ထွက်ကြလာလိမ့်မယ်ဒီလိုမျိုးစားရည်ဘူးမရှိဘူးဖြစ်ဖြစ်စားရည်မင်းရပဲဖြစ်ဖြစ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးစားတုပ်ဝယ်လို့ရတယ်ဒါကတော့စားရည်တုပ်လေးတွေပေါ့နော်စားရည်တုပ်လေးတွေဖြစ်တယ်စားရည်တုပ်လေးတွေကွာကြတော့သူကဒီထက်မှပါတဲ့အညွန်စားတိုင်းပေါ့နော်အဲရေးတက်နဲ့ဖြော်ပြီးသွားလို့ရှိရင်ဒီလိုမျိုး sandwich တွေကိုထည့်ပြီးတော့မှဒီလိုမျိုးတုံးလို့ရတယ်ပေါ့နော်တူတူပဲပေါ့နော်ဒါကတော့ ော့ဖြောပြီးသားပေါ့ဒါတော့မဖြောရသေးတာပေါ့အဲ့ဒါပဲကွာသွားတာပါအဲ့တော့ဒီကောင်လေးကကြတော့တကယ်လို့သုံးမယ်ဆိုလို့ရှင်နေဒီတို့အပြည့်စုပ်ပါစုပ်ပြီးသွားပြီဆိုလို့ရှင်ဒါကအားကြီးနဲ့တော့အရင်တော့စောင့်ထိုးတာတော့မဟုတ်ဘူးတော့ဒါပေမဲ့လည်းအဲ့လိုမျိုးအပြည့်တော့ဒီလိုမျိုးအကုန်လုံးထိုးထည့်ပေးရမှာပေါ့နော်တုတ်စုပ်တုတ်စုပ်လုပ်နေလို့မရဘူးတုတ်စုပ်တုတ်စုပ်ဆိုလို့ရှင်သူက အားမပါဘူးဆိုလို့ရှိရင်ဒီဘက်နှကောင်းကနေပြန်ထွက်မကြလာပဲနေနေမယ်။အဲ့တော့အားကြီးနဲ့စောက်ထိုးလို့လည်းမရဘူးပေါ့နော်။အဲ့ဆိုလို့ရှိရင်ကလေးနှကောင်းနာသွားနိုင်မယ်ပေါ့နော်။အဲ့တော့သူ့ဘာသာသူ force ဆိုရင်ပေါ့အနေတော် force ဆိုရင်ဒုမျိုးလေးပေါ့အဲအဲ့လိုမျိုးလေးထိုးပေးရပါမယ်။အဲဒါဆိုလို့ရှိရင်ကြတဲ့ကလေးအကြီးရဆိုလို့ရှိရင်ဒီကောင်လေးသုံးလို့ရတယ်ပေါ့နော်။ကလေးအသေးရဆိုလို့ရှိရင်တော့ကို့ဘာသာကိုပဲစုပ်တဲ့ဟာကိုသုံးပေးရမယ်။ဘာဖြစ်ဆိုတော့ကလေးလေးတွေကကြတော့ဒီပေါ့နှစ်နှစ်အောက်ဆိုလို့ရှိရင်သူတို့တွေက anti histamine လို့ခေါ်တဲ့ပေါ့ vermitone နဲ့ citrulline တွေတိုက်လို့မရသေးဘူး။နောက်ပြီးလို့ရှိရင်လည်းမြေကလေးတွေဖြစ်တဲ့ချွဲပြော်စေးတွေလည်းတောက်လို့မရသေးဘူး။ဒီကလေးတွေအတွက်ဆိုလို့ရှိရင်ကြတော့ဒါတွေကတောက်လို့မရသေးတဲ့အတွက်ကြောင့်မလို့သူတို့ကကြတော့ man manually ပဲပေါ့နော်ဆုပ်ထုတ်ပေးတာတို့အဲ့လိုမျိုးဒီလိုမျိုးအထုတ်ပေးတာတို့လုပ်ပေးလို့ရတယ်ဒီစေးတွေကကြတော့သူငယ်တဲ့အချိန်မှာဆိုတောက်လို့မရသေးဘူးသူကကလေးညံထိုင်းတာမျိုးပါမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တို့ကြောင့်မလို့ဒီကောင်လေးတွေသုံးပေးရမယ်ကလေးရှိတဲ့အိမ်တိုင်းဆိုလို့ရှင်ပေါ့နော်ဒါလေးတွေစောင့်ထားသင့်ပါတယ်